အေးယမရဲ့အပြစ်ဆိုးလာကြီးလားဝက်သားဟင်းနဲ့ပုံရိပ်ကြီးစားခြင်းနဲ့ဆိုအမကိုယ်တိုင်လာရှက်ပေးနေပြီထားကြည့်ရတော့ညမရဲ့မာမီဝင်းတို့ရောက်နေတာကပျောကဆီယာမဒေါ်မြရဲ့အိမ်ပါပါမာမီဝင်းနဲ့အတူစိမ့်စိမ့်မျိုးသူစာတို့လည်းပါပါတယ်ယုတ်တရစိမ့်စိမ့်ကတစုံတယောက်ကိုတွေးလို့သွားခဲ့ပြီဟာဆီယာမမင်္ဂလာပါစိမ့်စိမ့်အော်ပြောခဲ့လိုက်တဲ့အတန်းကြောင့်မျိုးသူစာတယောက်လမ်းလို့သွားခဲ့ပါတယ် ဟဲဆီယာမတော်မြတ်ရရှင်မဲငုံယုံနေတဲ့မာမီဝင်းကဆီယာမတော်မြတ်လို့ထင်ရတဲ့သူကိုလှမ်းကြည့်ခဲ့လိုက်ပါတော့ရေတတတရေမမချောက်ပါနဲ့ချောက်ပါရဲအသားဟင်းစားခြင်းရေညညမှရှက်ပြီးတင်တင်ပေးထားပါမယ်အခုလိုထင်းထင်းရှားရှားကြီးပြတာကတော့မမကောင်းပါဘူးတွားပါတော့တရေမရေတွားပါတော့ဟဲ့မဝင်နင်ဘာလို့ငါ့ကိုအတင်းနေထုတ်နေရတာလဲငါမသိသေးဘူးကောင်မရဲ့ အံ့ဩပါ၏။ကောင်းကောင်းပြီးထိုင်နေရာကနေမာမီဝင်းထားလို့လာခဲ့ပါရဲ့။တောင်မြာနေမတည်သေးရင်ဘာလို့ဒီတက်ပုံကြီးကဒီနေရာမှာရှိနေတာလဲ။တောင်မြာတရားစင်ပေါ်ကိုလှမ်းကြည့်ခဲ့လိုက်ပါရဲ့။သူ့ရဲ့တက်ပုံကြီးကပြူးနေအောင်ရှေ့ဆွဲထားခြင်းခံထားခဲ့ရတာပေါ့။တက်ပုံရှိမှလည်းအမွေးဓာတ်တွေတချောင်းကိုထုံးညှိလို့ထားပါသေးတယ်။ဟင်တန်းစုံးမဒီနေရာမှာငါတက်ပုံချိတ်ခိုင်းတာမဟုတ်ဘူးဟဲ့။မြ мян လာဖြုတ် ငါဖေတဲ့ပုံကိုတင်ခိုင်းတာဒီကောင်မလှုပ်လိုက်ရင်ဆောက်တယ်လွဲအခုငါ့ကိုမသားလို့ထင်နေကြပြီတန်းဆိုးမရဲ့မြ мян လာဖြုတ်ဒေါ်မရဲ့စူးစူးညံ့ညံ့အောင်ဟစ်တန်ကိုကြတော့အခန်းထဲမှာတန်ရှင်းလုံးနေတဲ့တန်းဆိုးအပြင်ကိုပြေးထွက်လို့လာခဲ့ပါတယ်တောက်ဖနဲ့အပြာရောင်ကိုဝစ်စင်ထားတဲ့အတွက်ကြံပြင်းတစ်ချောင်းပြေးထွက်လာတဲ့အခါတခွက်ခွက်မိတန်ကလည်းကြဲကြဲလောင်လောင်လေးကိုထွက်ပေါ်လို့နေတာပေါ့ဒေါ်မရဲ့ရှေ့ကိုရောက်တော့တန်းဆိုးကမျက်နှာငယ်လေးနဲ့ရဲလို့နေပါတော့တယ် တန်းစိုးမနေလောက်လိုက်ရင်တလွဲကြီးပဲဒီနေရာငါတက်ပုံချက်ရမှာမဟုတ်ဘူးငါအဖေတက်ပုံချက်ထားရမှာငါအကျေကြီးအော်ပြောနေရဟိုနင်မကြားဘူးလားဟဲ့တန်းစိုးကမျက်နှာငယ်လေးနဲ့တော်များကိုဘာမှပြန်မပြောပါဘူး။ဘာဖြစ်လို့စကားပြန်မပြောလဲဆိုတော့သူကစွန့်အနေလိုပါပဲ။ပြီးတော့နားကလည်းကောင်းကောင်းမကြားနိုင်တဲ့အတွက်အမဲလိုလိုအမားတွေပဲလှုပ်လို့ရှိတာပေါ့။ တော်များနဲ့တန်းဆိုးကဘာဆွေမျိုးမှတော့မတော်ဆက်ပါဘူးလမ်းဘေးမှာဈေးရောင်းနေတဲ့တန်းဆိုးကို တွေးလို့တနာပြီးအိမ်ပေါ်ကိုခေါ်တင်ကကြွေးမွေးထားခဲ့ခြင်းပဲဖြစ်ပါတယ်အကျယ်ကြီးအော်ပြောနေတဲ့အတွက်မာမီဝင်းလဲတော်များနဲ့တန်းဆိုးရှိရာစီကိုရောက်ရှိလွတ်လာခဲ့တာပေါ့ဟဲ့တော်များရဲ့အပြစ်တင်မနေပါနဲ့တော့ညင်တနာလို့တော့အိမ်ကိုခေါ်လာပြီးပြီပဲရရရဘာမှမဖြစ်ဘူးအမှန်နားလေပြီးလို့ရတယ်နော်တန်းဆိုးလေးသွားတော့သွားတော့ မာမီဝင်းဆိုတာကစိတ်နှလုံးသားနူးညံ့နေသူပါ။နူးညံ့လုံးလုံးယောက်ျားစင်စစ်ကနေမိမရှာဘဝကိုပြောင်းလဲသွားခဲ့ရတာပေါ့။ဒါပေမဲ့လို့လေစင်ကိုကြီးစားမကုန်နိုင်တဲ့ခွန်အားတွေကမာမီဝင်းမှာပိုင်ဆိုင်လို့ထားပါသေးတယ်။ကြိုဝိုင်းလေးကိုဝင်း၉00ကျားနဲ့လက်သေးချင်းရှင်ထိုးရတော့မာမီဝင်းကနိုင်မဲ့ပုံစံမျိုးပေါ့။ဟဲ့တန်းဆိုမငါထုတ်တွေတင်ခဲ့ပြီအောင်။မာမီဝင်းတို့လူတစုအိမ်ထဲကိုရောက်လာတော့အေကန်ထဲကိုဝင်ထိုင်ခဲ့လိုက်ကြပါရဲ့။ မာမီဝင်းရဲ့ဘေးလမ်းမှာတော့ဒေါ်မြားကရှိလို့နေတာပေါ့တန်ဆိုးလေးကကားပေါ်မှာပါလာတဲ့အထုပ်ထည်တွေကိုအခန်းထဲကိုတွင်းလုံနေပါတယ်ဒေါ်မြားဆိုတာကအပြင်စီဝိုင်းရေးလုပ်ငန်းအနေနဲ့အလားပြန်ဆိုင်ဖွင့်ထားခဲ့ပေမဲ့သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကတော့တရဲစီတွေကိုလိုက်လံနေနေတာပါဘယောကဆီယာမားလို့လည်းပြောဆိုရတာပေါ့ အဖိုးဖြစ်သူကရွှေရင်ကျော်ဆရာကြီးဖြစ်ပြီးအဖေဖြစ်သူကလည်းအဲ့ဒီဂိုင်းတွေကဆရာတစုဖြစ်ပါတယ်။ဒီတော့တားဖြစ်တဲ့မောင်များကပျောကပညာတွေကိုတင်းရင်ဆရာတစုဖြစ်အောင်ကြိုးစားမယ်လို့ငငယ်တွေကစုံဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့လို့လဲဘဝပေးအရှည်နေရာစိတ်ကအတော်လေးကိုနူးညံ့လို့သွားခဲ့ပြီးအမျိုးသမီးတရားလိုနေထိုင်ကြတာကြောင့်ယောက်ျားစင်စစ်ကနေမိမရှာဘဝကိုကူးပြောင်းလာခဲ့တဲ့သူတယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့လို့လဲသူ့ရဲ့ဘယောကနေနေတဲ့ပညာကိုတော့မစွန့်လို့ခဲ့ပါဘူး။ရှီဟောင်းနောက်ဖြစ်တွေပြောဆိုနေတဲ့အချိန်မိဖို့ကြောင့်ခန်းထဲကစားစရာတခုယူလာတဲ့တန်ဆိုးကအေခန်းထဲကိုရောက်ရှိလို့လာခဲ့ပါတယ်။လူကအရင်မရောက်ခင်တောက်ဖက်နဲ့တန်ကအရင်ဆုံးရောက်လို့နေခဲ့တာပါ။နင်တို့ကလည်းတကယ်တည်း ကောင်းတဲ့အချိန်တော့ရောက်မလာဘူးအခုမိုးကြိုးပြင်းမုန်တိုင်းချမှနင်တို့ကရောက်လာကြတယ်တော်တော်ပြောရဲစကားကိုစိမ့်စိမ့်ကနားမလဲတဲ့အတွက်ဝင်မေးပါတယ်ဘာကိုပြောတာလဲတော့ကျုပ်တို့ကိုလည်းရှင်းအောင်ပြောပြပါဦးမမမြရဲ့ဟဲ့တရဲတဆေတွေတောင်းကျမ်းနေတယ်လို့ပြောတာ တော်များကအတန်အကြီးနဲ့ပြောခဲ့လိုက်တာကြောင့်မာမီဝင်းတို့လူတစုထိတ်လန့်လို့သွားခဲ့ကြပါတယ်။အခုတော်များတို့ရွာမှာတောင်းကျမ်းနေတဲ့တရေစီဆိုတာကလူသားစားတဲ့တရေလို့ပြောလို့ရပါတယ်။ဒါပေမဲ့ယောက်ျားဆိုရင်မစားဘူး၊ကလေးဆိုရင်မစားဘူး၊အတော်ကြီးဆိုရင်မစားဘူး၊လင်ယူပြီးသားမိန်းမဆိုရင်မစားဘူး။သူစားတာကတကယ်အပြိုစစ်စစ်ဖလန်းဖလန်းထားနေတဲ့အရွယ်ကိုမှကိုက်ဖြတ်စားတော့တဲ့တရေမျိုးပါ။အဲ့ဒီတော့အပျိုစစ်စစ်ကိုမှစားကျင်တဲ့တရေဖြစ်တာကြောင့်အဲ့ဒီတရေကိုယောက်ျားတရေကြီးလို့ပြောနေခဲ့ကြတာပါ။ ဟဲ့ဒါဆိုရင်ငါကလွတ်ပါမလားမသိဘူးငါရဲ့ရှောမောလှပတဲ့ယူပကကြောင့်တရေကြီးဆွဲလန်းသွားမှဖြစ်ဒုက္ခပါပဲဟဲ့မမီဝင်းရဲ့စကားဆုံးတော့စိတ်စိတ်နဲ့မျိုးသူစာကတယောက်ကိုတယောက်ပြန်ကြည့်ရင် ရေကျင်တဲ့စိတ်ကိုမနှဲထိန်ထားခဲ့လိုက်ပါတယ်မမီကတော့လေမမီကိုဘယ်တရေမှမစားပါဘူးစောနာကမမမြားပြောသေးတယ်ရုပ်ဆိုးတဲ့သူဆိုရင် မစားဘူးတဲ့ဒီတော့မမီဝင်းကအော်တိုလွတ်သွားပြီလေ ဟုတ်တယ်မလားစိမ့်စိမ့်ဟုတ်တာပါတော့သူကရုပ်ရှော်တဲ့သူတွေကိုပဲစားတာမာမီဝင်းတို့ဗလာတောင်းတောင်းရုပ်ဆူဆူသူတွေကိုမစားဘူးတော့မာမီဝင်းတယောက်ဒေါသထွက်သွားပုံရပါတယ်တော်တန်းကမာရီငါ့ကိုမစားတော့လဲကောင်းတာပေါ့ဟဲ့နင်တို့နှစ်ယောက်ကရှော်တယ်ညကျရင်အပြိုလေးမှရွေးစားတဲ့တရေကြီးနင်တို့စီကိုလာစားပါကြီးဟဲ့ဟိုကောင်မနင်ထိတ်ဆုံးကပါမှာ မာမီဝင်းကမျိုးသူစာကိုလက်ညှိုးထိုးပြီးအော်ပြောခဲ့လိုက်ပါတယ်။မျိုးသူစာနဲ့စိမ့်စိမ့်ကတော့တယောက်တစ်ပြန်ကြီးရင်ခွက်ခွက်လန့်အောင်ရေမောခဲ့ကြတာပေါ့။ပြီးတော့ဆီယမတော်များလည်းအခန်းထဲကိုခေါ်ခဲ့လိုက်ပြီးဒီညဒီအခန်းထဲမှာပဲအိတ်ကြလို့ပြောခဲ့လိုက်ပါတော့တယ်။ဒီလိုနဲ့ညနေဆောင်တော့မာမီဝင်းတယောက်နေညိုပြီးဆိုရင်ကိုလီငိုချင်တယ်လေဖြစ်လာလို့ပါလာတဲ့လေးဘက်ပြတပလင်းကိုကင်တောင်းရင်အပြင်ကအလားအပါကိုခံစားလို့နေခဲ့ပါတယ်။ အဲဒီချိန်ချန်စီယိုတစ်ပတ်ရှမ်းမှာရှိတဲ့တရက်ပင်ကြီးကိုတွေ့လို့သွားခဲ့တာပေါ့အပေါ်ကိုမောကြည့်လိုက်တော့ပြောင်လဲနေတဲ့တရက်သီးကြီးတွဲလောင်းကျနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့မာမီဝင်းစိတ်တွေလှုပ်ရှားလို့သွားခဲ့ပါတယ်တရက်သီးနဲ့အရက်ဆိုတာကလင်မယားလို့ဖြစ်နေတာကြောင့်စားကျင်စိတ်ဖြစ်သွားခဲ့ပြီးသမီးမကန်းနဲ့ခြေပြားထောက်ကလက်နဲ့လမ်းကူခဲ့လိုက်ပါတယ်လက်နဲ့ထိခဲ့လိုက်တဲ့အချိန်မှာပဲတရက်သီးကတစ်ဖက်ချန်စီယိုရဲ့အပြင်ဘက်ကိုကျလို့သွားခဲ့တာပေါ့ဟဲ့တော့ကျသွားပြီ သူလည်းအပြေးလောင်းနဲ့ရှမ်းပြင်ကိုတွက်လွတ်လာပါတယ်။မာမီဝင်းတရက်တီးကိုကောက်ဖို့အလုံးညှို့မိုင်းမိုင်းလက်ထုံကအဲ့ဒီတရက်တီးကိုဝင်လူလို့သွားခဲ့တာပေါ့။ဘယ်တောင်စားကငါတရက်တီးကိုဝင်လူတာလဲဆိုပြီးအပေါ်ကိုမောကြည့်ခဲ့လိုက်တဲ့အခါမှာတော့ဟဲအစင်လေးတော့ငြိမ်နေတဲ့သူ့ရဲ့နှလုံးခုန်တံတွေကတဒိန်းနေမိလို့လာခဲ့ပြီးအပြင်ကိုထွက်ကြလို့မတက်ဖြစ်လို့နေခဲ့ပါတော့တယ်။ပြောလဲပြောချင်းစရာပါပဲ။တစ်ဖက်ကကောင်းလေးဟာညိုမိုင်းမိုင်းအသားရည်ရှိပြီးခန္ဓာကိုယ်ကအတော်လေးကိုကြည်ကောင်းပါတယ်။ ါဒါပေမဲ့ကျွန်တော်ကိုတော့ဘယ်မိမလဲဟုတ်တယ်မလားအော်ဒီတရတီကဒီမမရဲ့ဟာလားဗျကျုပ်လည်းတရတီပြုတ်ကြလာလို့ပြေးကောက်လိုက်တာဟဲရေးဆက်ပဲတင်နေမမနဲ့တွေ့ရတာပဲဗျဟေးအမအမမမမကတရတီစားချင်တာမဟုတ်ဘူးမောင်လေးကိုစားချင်တာအေးဟုတ်ဟုတ်ပါဘူးအေးမောင်လေးတရတီကြရင်ယူသွားလေမမကနောက်တစ်ခါကျမှစားတော့မယ်နော် မာမီဝင်းတယောက်နန္ဒကားများဝင်ပူးသွားတဲ့ထင်ပါရဲ့ဗျာကန္နာကိုတကူလုံးကိုပုတ်တက်ပြီးရိမ့်ခါနေလိုက်တာများမိန်းကလေးတော်အယုံပေးရပါတယ်သူတို့နေအောင်အပြန်အလှန်စကားပြောဆိုနေကြတာကိုမြင်လိုက်တဲ့သူလည်းရှိပါတယ်အဲဒါကတော့မာမီဝင်းရဲ့တပည့်ဖြစ်တဲ့စိမ့်စိမ့်ဆိုတဲ့မိမရှာလေးပါပဲသူကအောင်ရံပေးနာမှာနေနေပြီးတအင်းလုံးနေတဲ့မာမီဝင်းရဲ့အတန်ကြောင့်အပြင်ကိုရှောင်းကြည့်နေခဲ့ခြင်းလည်းဖြစ်တာပေါ့။ကောင်းလေးရှော့ရှော့လေးနဲ့စကားပြောဆိုနေတဲ့မာမီဝင်းကိုကြည့်ပြီးစိတ်စိတ်ကမနာလိုတော့ဖြစ်လို့သွားခဲ့ပါရဲ့။ မမစိတ်မရှိနဲ့နော်မမကိုလေကျွန်တော်မြင်မြင်ချင်းရှင်းမိသွားပြီထင်တယ်ဗျအဲ့ဒါဒီနေရာကြီးကတမီးကြီးစားစကားပြောလို့မကောင်းတဲ့အတွက်ညကြရေရွာပြင်ကကောက်ရုပ်ပုံကြီးနာကိုလာခင်နော်ဟိဟိပြောရတာလဲရှက်ပါတယ်မမရေမမီဝင်းတယောက်ကတော့အစင်လေးရဲ့ဖိတ်ကြားခြင်းကိုခံခဲ့လိုက်ရတဲ့အတွက်အတော်လေးကိုရှက်လို့သွားပါတယ်။လမ်းမကင်ထားတဲ့တရက်တီးကြီးကိုငရုပ်စုံနဲ့ထဲထောင်းတယ်လို့မျိုးအထက်အောက်လှုပ်ရှားနေခင်မိတာပေါ့။မိတ်ဆွေတို့ရဲ့မျက်လုံးတွေလည်းမြင်မိမယ်ထင်ပါရဲ့ဗျာ။ မောင်လေးကလည်းခေါ်ယိုးပုံကြီးဆိုတော့မြမလူကြီးများဖြစ်နေမလားလို့အမ်ဒါပေမဲ့အဲလေးလေးစားစားဖိတ်တာဆိုတော့လေမမလည်းလာခဲမှာပေါ့နော်စောင့်နေနော်မမအဲ့ဒီကောက်ယိုးပုံကြီးကိုလာခဲမယ်တက်တာအဲ့ဒီချိန်မှာပဲစိမ့်စိမ့်ကသူတို့စကားဝိုင်းတွေကိုပြေးဝင်လာခဲ့ပါတယ်စိမ့်စိမ့်ရဲ့အတန်းကြောင်မာမီဝင်းတယောက်လမ်းလို့သွားခဲ့တာပေါ့ဟဲတာသနာပြတ်မှာညင်ကအရှင်ကောင်းကိုရွေးပြီးလာတာပဲ စိမ့်စိမ့်အနာကိုရောက်လာတဲ့အခါမှာတော့ကောင်လေးကနှုတ်ဆက်ပါတယ်။အော်ဒီကငါ့နမအခုနမည်ကမျိုးသူပါကိုမျိုးလို့ခေါ်လေရပါတယ်ခင်ဗျာ။မောင်လေးရဲ့သူ့ကိုနှုတ်ဆက်မနေနဲ့သူကမမရဲ့တပည့်လေနမည်ကစိမ့်စိမ့်လို့ခေါ်တယ်။ရရရရသူ့ကိုဒီတိုင်းထားလိုက်နော်။မကြခင်မောင်လေးနဲ့မမကရီးသားရီဖြစ်တော့မှလေ။အင်းဒါကြောင့်ကြားလူတွေဝင်လာရင်ဒုက္ခရောက်နိုင်တယ်။အာယုံနဲ့မထားရနဲ့မောင်လေးရဲ့ အဲ့တော့အဲ့ဒီကောင်လေးကလည်းမာမီဝင်းကိုနှုတ်ဆက်ရင်းကြောခိုင်းကလဲထွက်လို့သွားခဲ့ပါတော့ရယ်မာမီဝင်းကတော့ဒီကောင်စားနဲ့အပတ်ခံလိုက်ရတယ်လို့မျိုးတကူလုံးတွန့်လိုက်လို့နေပြီးလက်ပြနှုတ်ဆက်လို့နေခဲ့တာပေါ့ဘေးနားမှာရက်ကြီးနေတဲ့စိမ့်စိမ့်ဟာမာမီဝင်းရဲ့ဦးလေးသာဖြစ်မယ်ဆိုရင်အုတ်ခဲကိုကင်နေရင်းကိုပိတ်ထုမိမှာတော့အမှန်ပါပဲအခန်းထဲကိုရောက်တော့စိမ့်စိမ့်ကမာမီဝင်းကိုမေးပါတယ်အမဒီညာကြီးပဲသွားမလို့လေဒါကကျုပ်တို့ရွာမဟုတ်ဘူးနော် သူများရွာပြီးတော့ ပြိုစစ်မှသားတဲ့တရေကြီးကတောင်းချနေတာလေတရေမကြောက်ဘူးလားမဟိုက်ကမအချစ်စစ်မှန်ရင်မဖြောင်ဖြူဘူးဟဲ့မောင်လေးနဲ့ငါကမြစ်တာစီမြစ်တာမှန်တဲ့ရှစ်သူတွေဖြစ်ကြတော့မှမလို့အဲ့ဒီတရေကြီးကလိုက်နောက်ရှစ်တာနေမှာလေနောက်ရှစ်ပတ်လေးစီနောက်ရှစ်ပတ်လေးစီငါမကြောက်ဘူးဒီညတော့ငါမရောက်ရအောင်သွားမှာအနာမရှိနေတဲ့မျိုးသူစားကလည်းမာမီဝင်းကိုလမ်းပြောခဲ့လိုက်ပါရဲ့အမတရေကလူသားတွေစားတယ်နော်မကြောက်ဘူးလားအမရဲ့ မတော်ပါနဲ့အဲ့ဒီတရေကလာနေသူမှစားတာပြီးတော့မိန်ကလေးအပြုတ်စစ်မှလေနင်တို့ပြောသလိုပဲငါကလှမမလာတာအဲ့တော့နင်တို့ပဲဂယုဆိုင်မလာတဲ့ငါကတော့မောင်လေးခေါ်တဲ့ကောက်ရိုးဘုံကိုသွားပြီမမီဝင်းတယောက်စကားဆက်မပြောနိုင်တော့ပဲသူ့အတွင်းထဲသူကြည်နေလို့နေခဲ့ရပါတယ်နင်တို့ကငါ့ကိုရုပ်ဆိုးလို့ပြောတာအဲ့မှာကြည်တဲ့ ငါကိုရှိန်တွေးဖို့ခေါ်တဲ့ကောင်လေးကရှော့လိုက်တာမှအေးဝင်းဦးကျနေတာပဲစိမ့်စိမ့်ရဲ့ခန္ဓာကိုယ်ကလည်းလှရုပ်ကလေးကလည်းလှချစ်ဖို့ကောင်းမိမယ်လို့လေအခုရှိန်ဒီကောင်လေးမရသေးတော့နှင်းအစားငါရှစ်ပါလေအေး ။စိန်စိန်ကတော့နှကန်းကြီးကိုရှီထုတ်ပြီးစိတ်ကောက်နေခဲ့ပါသည်။ညရောက်တော့မာမီဝင်းမိအိမ်ကလေးကိုဂိုင်းပြီးမျိုးကိုခေါ်ဆောင်ရရွာပြင်ကကောက်ရိုးပုံကြီးစီကိုထွက်လွတ်လာခဲ့ပါရယ်။မျိုးကိုကအရင်ဆုံးရောက်နေနေခဲ့ပြီးမာမီဝင်းရောက်လာတော့ဗေနာကထိုင်ကုန်လေးစီမှာထိုင်ခိုင်းခဲ့လိုက်တာပေါ့။နဂိုသာအနေနီးသွားတော့အကြည်ရင်းဆုံရင်ရင်တွေကုန်ဖိုးတိုပသက်တွေဖြစ်လို့နေခဲ့ပါရယ်မိမာတော့အင်ဒရီရွှေပေးလို့မရဆိုတဲ့အတိုင်းမာမီဝင်းကခါးလေးကိုစက်ပြီးသူ့ရဲ့အလားတရားကိုဖော်ပြလို့နေပါရယ် အဲဒီအခိုင်မြို့ကိုရဲ့ဘေဘက်လက်ဟာမာမီဝင်းရဲ့ခါကိုလမ်းဖက်ခဲ့လိုက်ပြီးခါအောက်ကနေတစင်အပေါ်ဘက်စီကိုကနန်းလေးသွားသလိုမျိုးဖြည်းဖြည်းချင်းတက်လွတ်လာခဲ့ပါတော့ရယ်။အူအူအူအရင်ကောင်းတာပဲမောင်လေးရယ်။မဟုတ်မဟုတ်ပါဘူး။မမမကိုဒီလိုကြီးမလုပ်ပါနဲ့။ရားတက်လို့ပါ။အိုး မမီဝင်းတယောက်အမန်ကန်ဇက်ရှင်တက်နေတဲ့အချိန်ဘေးနားမှာရှိတဲ့ကောင်လေးကရုပ်ရှိပြောင်းလဲလာခဲ့တာကိုသူတတိမထားခဲ့မိပါဘူး။ရှော်မော်လာပါတဲ့ရုပ်အသွင်ပြင်ကနေမျက်လုံးတွေပြူရှာချေကြီးတွေထက်လွလာခဲ့ပြီးအဲ့ဒီရှာကြီးနဲ့မမီဝင်းရဲ့ကြောပြင်ကိုပုတ်တက်လို့နေခဲ့ပါတော့တယ်။ချလချလဆိုတဲ့အတန်တွေမမီဝင်းကြားနေခဲ့ရပါပဲလို့လဲဖီးပြတ်မှဆိုလို့လှဲမကြည့်ခဲ့ပါဘူး။မျက်လုံးလေးကိုမေးပြီးအตาအရာပဲခံစားနေခဲ့တာပေါ့။အဲ့ဒီအချိန်မှာပဲဟဲ့ကမနေအဲ့ဒါမလုပ်နေတာလဲ။ ငါဆုံးထိုးတန်းလိုမျိုးအတန်ဆိုးကြီးချောင်းမာမီဝင်းတယောက်လမ်းလို့သွားပါရီအတန်လာရာကိုလမ်းကြီးကလိုက်တော့ပယောကဆီယာမမိမရှာတော်တော့ဖြစ်လို့နေတာပေါ့ဟဲ့အမရေလမ်းလမ်းလိုက်တာဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲဟဲ့ကောင်မငင်းမြန်မြန်ထားစမ်းအဲ့ဒါကလူအစ်စ်မဟုတ်ဘူးခဲ့အပြူရီကိုမှလိုက်စားတဲ့တရေအဲ့ဒါနစ်သေးခြင်းလို့လားဘာရီပြောနေတာလဲအမကျုပ်ပြနားမလဲဘူးဘာမှမမိနေနင်းရှိကနေမမြတ်ဖဲဒီကောင်းကိုငါသုံးမမယ် ဒေါက်တုတ်တယောက်အဲဒီလိုပြောပြီးလက်အုပ်ရှိကမန္တတဘုတ်ကိုရွတ်ဆိုခဲ့လိုက်ပါတယ်။ရှေးဝါရအလင်းနဲ့အတူပယောကဆီယာမဒေါက်တုတ်ရဲ့လက်သေးကစီးကျိန်လုံးကြီးကလည်းပေါ်ထွက်လွတ်လာခဲ့တာပေါ့။စီးကျိန်လုံးကြီးကိုကိုင်းပြီးမာမီဝင်းတို့နှစ်ယောက်ရှိရာစီကိုဒုံဆိုင်ပြေးလို့သွားခဲ့ပါတော့တယ်။ဟဲ့ကောင်မနင်မဖေးသေးဘူးလားလူရောင်ဆောင်ထားတဲ့တရေနင်ကအချောင်းကိုကောင်းကောင်းသိစေရမယ်။ပယောကဆီယာမဒေါက်တုတ်ကျင်းဝါနေခဲ့ပြီမဲ့လို့လေမာမီဝင်းကတော့ရှိကမဖေးပါဘူး။ ငါလင်ကိုမထီနဲ့အမထီရင်ငါ့ကိုဒီဒီလနာယူမနဲ့တော့တွေ့အောင်မယ်အဲလိုပြောပြတာနဲ့စေးချိန်လုံးကို လေးမာလွဲမာမီဝင်းရဲ့ခန္ဓာကိုယ်ကိုအာကုန်လွဲရိုက်ပါတော့တယ်အာအမနားရီအမနားရီဘာလို့ကြောက်ကူရိုက်နေတာလဲသူ့ကိုရိုက်လေဟဲ့အဲ့ဒါဆိုရင်ရှေ့ကဖေးပါလား မမီဝင်းလေဘာမှစမပြောတော့ပဲချီးကနေဖေးခဲ့လိုက်ပါတယ်အဲ့ဒီချိန်အနောက်မှာထိုင်နေတဲ့မျိုးကိုဆိုတဲ့ကောင်လေးကမတက်ရက်လာခဲ့ပြီးပယောကဆီယာမကိုခက်စင်းစင်းကြည့်ကအတန်အော်အော်ကြီးနဲ့ပြောခဲ့လိုက်ပါတော့တယ်မေဘာမကိုလာစမ်းနေတာလား ဇကားဆုံးသားနဲ့အနက်ရောင်မီးခိုးသုံးကြီးတွေထွက်ပေါ်လာခဲ့ပြီးချောမောလာပါတဲ့ကောင်လေးအတွင်ကနေအဖိုးကြီးဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါတယ်။တရဲအဖိုးကြီးကလည်းပျောကဆီယာမစီကိုခုံအုပ်ခဲ့လိုက်တာပေါ့။ဒေါ်တုတ်ကလင်းလင်းမြန်မြန်ရှောင်းတင်းခဲ့လိုက်ပြီးတရဲကြီးရဲ့တိုက်ခိုက်မှုကိုပြန်လဲခုခံဖို့အတွက်ကြိုးစားလုပ်နေပါတယ်။ဗဇက်ကနေနမောပုဒ္ဒတာနမောပုဒ္ဒတာဆိုပြီးအမြန်ရွတ်စူကလက်မကင်ထားတဲ့ဈေးကျိန်လုံးနဲ့တရဲကြီးရဲ့ခန္ဓာကိုယ်ကိုထိအောင်အားကုန်လွှဲရိုက်ခဲ့လိုက်တာပေါ့။ တရေကြီးလဲနောက်ကိုလဲကျလို့သွားခဲ့ပြန်ပါတယ်။ဘာတန်ရတန်ကြမ်းမမရရှိတဲ့အတွက်လဲကျနေရကနေပြန်ထလာပြီးပယောကဆီယာမှာဒေါ်တုတ်ကိုတိုက်ခိုက်ဖို့အတွက်နောက်ထပ်တစ်ကြိမ်ကြိုးစားခဲ့ပြန်ပါတော့တယ်။တရေကြီးဒေါ်တုတ်စီအချိန်နဲ့ပြေးဝင်လာတဲ့အချိန်ပယောကဆီယာမှာနောက်ကိုတလန်းဆုပ်ခဲ့လိုက်ပြီးရှေဖနှောင်းနဲ့ဇုံကန်ခဲ့လိုက်ပါတော့တယ်။မြို့သူစားနဲ့စိတ်စိတ်တို့နေရောက်ကတော့ဘီးနားမှာလက်ခုပ်လက်ဝါးတွေတီးပြီးပယောကဆီယာမှာဒေါ်တုတ်ဘက်ကနေအားပေးလို့နေခဲ့တာပေါ့။မတည်ရင်ကျိုးဝိုင်းထဲမှာလက်ဝိတ်ထုံနေတဲ့ ုံစံအတိုင်းပါပဲ။ဘယောကဆီယာမဒေါ်တုံးမှာပြိတက်အခိုင်မှာရှိပေမဲ့လို့လေအပြူအစစ်မှစားတဲ့တရေအဖိုးကြီးရဲ့ဘေးမှာတော့ဘသူမှအားပေးအားမြောင်ရှိမနေခဲ့ပါဘူး။စိမ့်စိမ့်နဲ့မြို့သူစားအော်ကြီးဟစ်ကျဲအားပေးနေတာကိုဒေါ်တုံးလည်းဖီတက်လို့တွားခဲ့ပြီးလှည့်ကြည့်လိုက်တဲ့အချိန်မြေပြင်ပေါ်မှာလဲနေတဲ့တရေအဖိုးကြီးကလည်းထားလို့လာခဲ့ပြီးဒေါ်တုံးကိုလဲပေးညှစ်ပါတော့တယ်။ငါ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 ကူပါအောင်အမအမကိုဘယ်လိုကူရမှာလဲ မာမီဝင်းကဘေးပညာကိုကြည့်ပေမဲ့တက်ကိုင်းချောက်ဆိုလို့ဘာတစ်ခုမှမရှိပါဘူးငငယ်ကဝမ်ချန်ပီယံရှစ်မှာဆိုလင်းဦးငဖီစူပါလက်တုံးနဲ့ထိုးခဲ့မှုတဲ့အခိုက်အတန့်ကိုမာမီဝင်းတတိယလို့သွားခဲ့ပါတယ်ချက်ရှင်းပဲတရေအပူကြီးစီကိုပြေးသွားပြီးနောက်ကခါကိုဖက်ကဖမ်းရှုပ်ခဲ့လိုက်တာပေါ့တရေပူကြီးကလည်းပယောကဆီယာမရဲ့လေဘင်းကိုဖြစ်ညစ်ထားတော့မှာပဲဟဲ့ကောင်ငအမရဲ့လေဘင်းကိုလွတ်လွတ်လို့ပြောနေတာမကြောက်ဘူးလားဟဲ့ကောင်အယုတ်တမကောင်အင်းလာလေ ယောဟေမာမီဝင်းတယောက်ဖြုတ်အားဖလောက်ပြင်းလဲမပြင်းလဲမသိပါဘူးအယုတ်ခံထားရတဲ့တရေအဖိုးကြီးကတော့ပဆက်ကြီးဟာမျက်လုံးကြီးကိုပြူလုံနေပါပြီချုပ်ထားတဲ့လက်ကိုတရေအဖိုးကြီးကဖြီးပေမဲ့လုံးဝဖြီးလို့မရခဲ့ဘူးော်တရေအဖိုးကြီးရဲ့အင်အားကမာမီဝင်းရဲ့အင်အားရဲ့ထက်ဝက်မျှတာရှိပါတယ်နောက်ဆုံးတော့ခါကိုကြစ်ကြစ်ပါအောင်ဆုပ်ထားခဲ့လိုက်ပြီးနောက်ပြန်လဲလေပေါ်ကနေတပတ်ကျွန်းထိုးချခဲ့လိုက်ပါတော့တယ် အောက်ရှိတောင်လွတ်သွားတဲ့တရေအဖိုးကြီးကလေပေါ်မှာကာယကွာကြီးဖြစ်လို့နေခဲ့ပြီးမာမီဝင်းရဲ့ရှုပ်ကွက်အောက်ကိုကောင်းကောင်းကြီးရောက်ရှိလို့သွားခဲ့ပါတော့တယ်။မြေပြင်ပေါ်ကိုရောက်တော့တရေအဖိုးကြီးကောင်းတဲ့မြေကြီးနဲ့နှစ်ပါးသွားခဲ့ရတဲ့အတွက်စက်ကျိုးပြီးမထလာနိုင်ခဲ့တော့ပါဘူး။တရေဖြစ်တာတော့မာမီဝင်းနဲ့တွေ့ပြီးအရှုပ်ခံလိုက်ရတဲ့တရေအဖိုးကြီးဘဝကတော့တကယ်ကိုမှတနာစီရပါပဲ။ ဒီအခိုက်အတန့်ကိုမြင်လိုက်ရတဲ့ဆီယမတော်တုံးစိတ်စိတ်နဲ့မျိုးသူစာတို့တုံယောက်ကတော့တရှိန်ကအွန်လားအန်ဆန်ထိုးခဲ့မှုတွေဘွဲစင်တွေကိုတော့ပြန်လဲတတိယလို့သွားခဲ့ပါတယ်။မာမီဝင်းကလည်းအမြန်ထားလို့လာခဲ့ပြီးပယောကဆီယမတော်တုံးစီကိုပြေးလို့သွားခဲ့တာပေါ့။အမဘလို့နေသေးလဲဟိ။ရရဲကျေးဇူးတင်ပါတယ်။ကျေးကျေးဇူးတင်ပါတယ်ကောင်းမရဲ။ငါသူ့ကိုဦးထဲသွားထည့်လိုက်အောင်မယ်။ ြောပြီးတာနဲ့မာမီဝင်းအိုးတလုံးကိုကိုင်းကတရေအဖိုးကြီးစီသွားပါတော့တယ်။တရေအဖိုးကြီးကအတော်လေးကိုအထိနာသွားပုံရတာပေါ့။တော်တော်လေးကိုပြန်မထလာနိုင်ခဲ့သေးပါဘူး။ဒေါ်တုတ်တယောက်လက်အုပ်ရှိကကာရမဏန်ကိုရွတ်ဖက်လိုက်တာနဲ့တပြိုင်တည်းမြေပြင်ပေါ်မှာလဲကျနေတဲ့အဖိုးကြီးရဲ့ခန္ဓာကိုယ်ဟာအနဲ့ရောင်မိခိုးငွေတွေအပြစ်ကိုပြောင်းလဲသွားပြီးမြေဦးထဲကိုဝင်ရောက်လို့သွားခဲ့ပါတော့တယ်။အရာအလုံးပြီးဆုံးသွားတဲ့အခါမှာတော့အဲ့ဒီရွာလေးမှာနောက်တစ်ကြိမ်အပြိုစစ်မှစားတဲ့တရေအဖိုးကြီးကပေါ်လို့မလာခဲ့တော့ပါဘူး။နောက်ထပ်၂ရက်၃ရက်လောက် ကြတဲ့အခါမှာတော့မာမီဝင်းတို့ဇာတိကိုပြန်လာဖို့အတွက်အချိန်ကြာရလို့လာခဲ့ပါတယ်။သူတို့အားလုံးဟာတယောက်ကိုတယောက်အတော်လေးကိုယဉ်ကျေးရှိခင်ကြတဲ့အတွက်ဒုက္ခရောက်ရင်တခြားတယောက်ကမหนีတတ်ပါဘူး။အဲဒီလိုပါပဲနွားကွဲရင်ကြားဆွဲတယ်ဆိုတဲ့စကားပုံကလည်းရှိလို့နေသေးတယ်မဟုတ်လားဗျာ။ဒီတော့အမျိုးတို့ကိုစောင့်ရှောက်ရမှာကကိုတာဝင်ပဲလေ။မာမီဝင်းတို့ပြန်တဲ့အချိန်ထိဒေါတုတ်ကရှေ့ကိုထွက်ပြီးနှုတ်ဆက်လို့နေတာပေါ့။ အမဟေညီမတို့ပြန်တော့မယ်နော်မကြမကြလာခဲ့ပါမယ်ဒီတခါတော့တရေဖိုးကြီးနဲ့မတွေ့ရပဲလူသားစစ်စစ်ကောင်းလေးရွှော့ရွှော့နဲ့တွေ့ရပါစေလို့ဆုတောင်းအောင်မယ်အမဟေဟေဟေတောင်မလင်းနာမယူဆန်းနဲ့အေးတော်သေးတယ်အဲ့ဒီညဘာမှမဖြစ်လို့ငါသာအချိန်မီရောက်မလာရင်ထောင်ထနေတဲ့နေ့ရက်ဟာကြီးချိုးခံနေရပြီဟဲ့ကောင်းမရဲ့မလေးမမမလောက်ပါနဲ့တော့အမွေးဆိုလို့ဒါလေးပဲရှိတာကျုပ်ဖြင့်မထည့်ရဲမတို့ရဲပဲတိမ့်ထားတာကဲကဲနောက်ကျနေပြီအမ ကျုပ်တို့သွားတော့မယ်နော်တက်တာဒေါက်တာဒိုနီယောလေးထွက်ခွာသွားတဲ့မာမီဝင်းတို့ကိုလက်ပြနှုတ်ဆက်ပြီးကြံရစ်လို့နေခဲ့ကြပါတယ်။နှုတ်ဆက်ရတယ်ဆိုတဲ့ခံစားချက်ကြီးကတကယ်ကိုမှမကောင်းပါဘူး။ဒါပေမဲ့လို့လေစုံတွေ့ပြီးရင်တချိန်ကြာရင်ခွဲခွာသွားရမှာပါပဲ။ဒီနေရာမှာအပြိုစစ်မှစားတယ်ဆိုတဲ့အဖိုးကြီးတည်းရဲ့မာမီဝင်းတို့ရဲ့အပိုင်းလေးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ မာမီဝင်းတို့ရွာကိုပြန်ရောက်တဲ့အခါဘလိုမျိုးဒုက္ခဒုက္ခတွေနဲ့တွေ့ပြီးရင်ဆိုင်ဖြင်းရှင်းရအောင်မလဲဆိုတာကိုနောက်ထပ်အပိုင်းမှာစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးကိုဒီနေရာလေးကနေနှုတ်ဆက်ခဲ့ပါတယ်ဂျေဇူးထူပဲတင်ရှိပါတယ်ခင်ဗျာဆုံးလီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲဂျေဇူးထူတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးတွေလည်းထူပြန်လာခဲ့ပါမယ်ခင်ဗျာ